ဒီစာကိုပြည်သက်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြမအထူးကိုယ်စားလှယ်ကတဆင့်ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူထံကိုပေးပို့လာခဲ့တာလို့တားဖြစ်သူခင်အရစ်ကပြောပါရယ်တားဖြစ်သူခင်အရစ်စီကတဆင့်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးယိုယွင်းလာတဲ့အခြေအနေနဲ့တင်းလျော်တဲ့ကျမ်းမာရေးဆောင်ရှားမှုခံယူဖို့အခက်ခဲတွေ့နေတဲ့အခြေအနေတွေကိုကြားသိရတဲ့အတွက် အလွန်စိုးရိမ်တယ်လို့လည်းထည့်ပြောထားပါရယ်ဒါအပြင်ဒေါအောင်ဆန်းစုကြည်နဲ့အတူနိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် 2021ခုနှစ်ဆရာနာသိမ့်မှုနောက်ပိုင်းနိုင်ငံရေးအရဖမ်းဆီးအကျဉ်းချခံထားသူအလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့အတွက်တောင်းဆိုနေတယ်လို့ပြောပါရယ်။မြမပြည်သူလူထုလိုလာတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ရည်မှန်းချက်တရားဥပဒေပြန်လည်စိုးမိုးရေးတို့အတွက်လည်းအပြည့်အဝထောက်ခံအားပေးလျက်ရှိတယ်လို့ဆိုပါရယ်။ပြင်သစ်နိုင်ငံအနေနဲ့မြမပြည်သူတွေအနေနဲ့ကြုံတွေ့နေရချိန်မှာမြမပြည်သူတွေနဲ့အတူ ရှင်တွဲရက်တွေကအကြမ်းဖက်မှုရောကြစေရင်နဲ့ တရားဝင်ကောင်းဆောင်တွေရေးဆွဲထားတဲ့ငင်းကြေးလမ်းကြောင်းတစ်ကိုအပိထောက်ခံမှုဆန္ဒရှိတယ်လို့လည်းဆိုပါရယ်မြန်မာနိုင်ငံကိုတည်ငြိမ်တဲ့နိုင်ငံတစ်ခုဖြစ်လာစေဖို့ပြင်သစ်နိုင်ငံကပံ့ပိုးနိုင်တဲ့ကြိုးပမ်းအားထုတ်မှုအလုံးပေးဖို့အလေးထားအသင့်ပြင်ဆင်ထားတယ်လို့လည်းထည့်ပြောထားပါရယ်အဆွေတော်နိုင်ငံတော်ပုဂ္ဂိုလ်ခမကျေးဇူးပြုပြီးကျွန်တော်ရဲ့အမြင်မှားဆုံးအလေးထားမှုကိုလက်ခံပေးပါလို့လည်းစာရဲ့အဆုံးသတ်မှာထည့်သွင်းရေးသားဖော်ပြလက်မှတ်ရေးထိုးထားပါရယ် ြင်သစ်သမရရဲ့ဒီပေးပို့စာကဒီတစ်ခေါက်ဒေါအောင်ဆန်းစုကြည်ရဲ့တကြော့ပြန်အကျဉ်းကျခံရမှုကာလအတွင်းမှာကမ္ဘာ့ဆင့်ကောင်းဆောင်တဦးရဲ့ပထမဆုံးပေးပို့စာလည်းဖြစ်ပါတယ်။သမရမက်ခရွန်က2018ခုနှစ်တိုးသက်39နှစ်အရွယ်မှာပြင်သစ်နိုင်ငံရဲ့သမရဖြစ်လာခဲ့သူပါ။အတန်းငယ်ဆုံးသမရတဦးအဖြစ်လည်းသတ်မှတ်ခံခဲ့ရပါတယ်။အဲဒီနောက်2022ခုနှစ်မှာလည်းဒုတိယကြိမ်သမရအဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။ ဒုတိယကြိမ်သမရသက်တမ်းကတော့2029ခုနှစ်မှာပြည်ဆောင်မှာပါ။ပြင်သစ်နိုင်ငံကဥရောပနိုင်ငံ28ခုနဲ့ပေါင်းဖွဲ့ထားတဲ့ဥရောပသမဂ္ဂ EU ရဲ့တည်ထောင်သူအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာအင်အားကြီးနိုင်ငံတွေစီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့စုပေါင်းဖွဲ့စည်းထားတဲ့ G7 နဲ့ G20 တို့မှလည်းဩစာရှိနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုအာနာတိန်တက်ကအာဂရီမူလျှို့ဝှက်ချက်အုပ်ဥပဒေ စက်သွယ်ရေးပုံမှန်တွေအပါအဝင် မတရားဆွဲဆိုထားတဲ့အမှုပေါင်း12မှုနဲ့ထောင်ဒဏ်33နှစ်ချမှတ်ထားပါတယ်။လက်ရှိမှာဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကိုလည်းမသိရပဲရှေ့နေမိသားစုအပါအဝင်ပြင်ပနဲ့လုံးဝအဆက်အသွယ်ဖြတ်တောက်ထားတာလည်းဖြစ်ပါတယ်။အသက်80ရွယ်ရှိပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကကျန်းမာရေးချို့ယွင်းမှုရှိနေကြောင်းလည်းသတင်းတွေထွက်ပေါ်နေသလိုနိုင်ငံတကာအသိုင်းအဝိုင်းကလည်းဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုနေကြပါရဲ့ရှင်။